နေနိုင်ငံတောင်ပိုင်းကွန်တောင်မြို့ဝယ်ဖြစ်ပါတယ်ဒါဦးတို့အခုဆိုရင်ဒါကန်းချေပေါ့နော်ကန်းချေမှာလမ်းရှောင်နေရပါဘိုးမှာတော့သူကဟိုးမှာတော့ကန်းချေတွေအများကြီးရှိတယ်ပေါ့လူဆော့တဲ့ကန်းချေဒီအောင်ကြတော့ဒါဘောင်နဲ့ပေါ့နော်ဘောင်လောက်ပေးထားတယ်တီးလင်ကကော်ဖီတူလို့ပေါင်လောက်ပေးထားတယ်ဟိုးမှာဆိုလို့ရှိရင် တို့နိုင်ငံကစိတ်ကမ်းစီရယ်တင်မော်ကြီးတင်မော်ကြီးများအပြည့်ပင်လယ်မှာကြောက်ချတာစိတ်ကမ်းကတို့နေရာများသေးတယ်လားမသိကြောက်ချတာဒါညနေပကြာတို့ကဆိုင်ကလေးတွေနဲ့လာတယ်စားတယ်တောက်တယ်ပေါ့ဗျာဟာဟိုမှာတင်လေမတောင်တောင်တွေတောင်တွေရောဟိုတယ်တွေမော်တယ်တွေဒါအများကြီးပဲပေါ့နော်နားတယ်ဒါအကန်ကန်းကြီးပေါ့ကန်းအားလမ်းပေါ့နော် ကနာလာပေါ့ဦးဇင်းတို့ဟိုမှာဆိုလဲမြို့ကရန်အောင်တာရတယ်တောင်ပေါ်ဒေတာတွေနောက်ရကြရင်လဲသွားအောင်မယ်နောက်ရကြရင်လဲဦးဇင်းတို့တောင်ပေါ်တွေကိုတောင်ပေါ်နောက်ရကြရင်လဲဦးဇင်းတို့သွားအောင်မှာဖြစ်ပါတယ်ကဲရန်တာလာပါကြအောင်ဟာဦးဇင်းနေတဲ့နေရိုက်ပြအောင်နော်ဟိုဘက်ကြရင်ဦးဇင်းတို့ဆက်ပြီးရိုက်ပြအောင်နားယူကြလာပါတာရကြဒီမှာတောက်တာစားတာတော့သိမတွေ့ဘူးဗျတောက်တာစားတာသိမရှိဘူးလားမသိဘူး ။ဒါစားတာတော့ရှိတယ်။တောက်တာတိတ်မရှိမတွေ့ရအောင်။ဒီကလူမျိုးတွေကဆက်လိုက်ရောရမ်းတောက်။ဒီကကဆက်လိုက်တောက်။အဲ့ဒါချက်ဒီမှာကောင်မလေးတွေစားတယ်။ကောင်လေးတွေစားလူတွေစားရမှာမူးကျူးပြီးတော့ထိုင်တောက်နေတယ်မြန်မာပြည်လို့။မူးရှူးတော့ကောင်တွေမရှိဘူးတော့ပဲ။ဘူရူဝါရာကောင်တွေမရှိဘူးပေါ့။အဲ့ဒါကြောင့်လည်းတားမြစ်ထားရမယ်လေ။ဒါရက်သေးတာမရှိရအောင်။ဒါဦးဇင်းတို့မြင်ရတယ်ပေါ့နော်။ရမ်းကောင်းတယ်။ဒီလူလူအဲ့လိုတောက်စားတာမရှိတော့။ သူတို့ဝင်နေတဲ့နေရာဝင်ထိုင်နေတဲ့အထိုင် AC စကားပြောမိသားစုအကုန်လုံးဟိုမှာကားတွေပါနေတဲ့အရာလှတယ်ဟိုမှာဆိုရင်၅ဖက်ဆက်လေးဟိုမှာတော့တင်မောတွေတင်မောတွေတင်မောတွေအော်တောင်ဟိုတောင်ရဲ့ဟိုမှာတော့မြို့ရှိသေးတယ်တော့ကျွန်းဆိုကြီးလို့ဖြစ်ဒီမြို့တွေကဒါဆိုဘီကနိုင်ကတောင်ပိုင်းဟိုချိန်မင်းနဲ့ဆိုရင်၃နာရီလောက်ဒါ ဦးဇင်းတို့ကားစီလာရင်ရတဲ့နေရာပေါ့နော်ကားစီလာရင်ရတဲ့နေရာပါဖြည့်ကြဦးဇင်းတို့တစ်ချက်ရိုက်ပြပါဦးမနော်တောင်မှာတောင်နဲ့ကမ်းခြေနဲ့နောက်ကိုတစ်ချက်ရိုက်ပြရပြတော့အော်ဒါကတော့ဂွန်တောင်းစီဒီကိုဒီကျောင်းအပေါ်ဓာတ်လောက်ကနေပြီးတော့ဦးဇင်းတို့ရိုက်နေတာပေါ့နော်ခုခုမြင်နေရတာဒါလေးကတော့ ဒါတွေကဥစဉ်တို့ဒါတင်းမော့တွေရက်ထားတာပါဒါမှကျုံမရှိတော့ဘူးတဲ့ဒါကတော့ဥစဉ်တို့ဟိုးမှာကျုံဒီပက်ပက်လက်ဒီပက်ပက်ဒီပက်ပက်ဒီပက်လက်ရောကျုံနေ ਉ ကျုံဆိုတော့ဒီဟိုနေပေါ့ကန်းချီပေါ့နော်ဒါကြီးကအကိုေကောက်ကြီးပါးသောပုံတိုင်းဖြစ်ဒီခွန်တောင်းစီးတွေကပြည်နယ်နိုင်ငံတောင်ပိုင်းဟာရှိရရလှမြေးတွေရင်းပါအောက်တစ်ချက်ပြပြအောက်မှာလည်းကန်းချီပေါ့နော်လူတွေထိုင်းရဒါနေဝင်စီးစား ကျော်လွန်ခဲ့တဲ့အချိန်မှာမောင်ကြီးမောင်ကြီးစာပြုတ်တဲ့အချိန်မှာပြေးသွားလာလောက်ကရင်ဟိုမှာကျင်းမှာဟိုမှာမဖတ်ကြတော့ရှင်ဟိုမှာဦးဇိုးသွားလေ့လာမယ့်နေရာတွေပေါ့နော်ဒီရှေ့တွေရောတောင်တွေရောမြောက်တွေရောပေါ့ဒါကတော့တောင်ပိုင်းပေါ့နော်ပြန်လှပါတယ်ဒါကတော့ဦးဇင်းတို့ကြည်ရဲ့ခရပေါ့နော်ကျင်းမှာโอ้ยันตะเปบ่ก่อตาตองซ้องเลหลอกกานี่ย่อตีท่าแห่ ဖုံတိရရှင်အကြောင်းပေါ့နော်။တိရရှင်အကြောင်းမဟုတ်ဘူး။အဲ့တော့ဦးဇင်းတို့ကွန်တောင်းကန်းချီရဲ့ကွန်တောင်းကန်းချီကွန်တောင်းမြို့ပေါ့နော်။အဲဆရာလေးအကြောင်းပေါ့နော်တိရရှင်အကြောင်းတစ်ချောင်းအရောက်နေပါဗျာဗီရတိရရှင်အကြောင်း။ရလှပါတယ်ဟိုမှာလည်းသူကသူရင်ရိုက်ပြယူပါရင်နော် တက်ပင်နေတဲ့ decoration နေတဲ့ပုံပေါ်ထားတာအရန်ကိုတိုင်အားလှပါပါဟောကျမ်းပုံမလဲဒီလိုပါဒါတော့နာမည်တော့မသိဘူးပေါ့ခြံဟုံးပန်လောင်းတဲ့ဒါတော့ပင်လယ်ကမ်းခြေထပ်ပြီးတော့ဦးဇင်းတို့ဆင်းရအောင်ပါပါပင်လယ်ကမ်းခြေနောက်ကျရင်ကမ်းခြေရဲ့အလှဦးဇင်းတို့ညမှာရိုက်ပြပြီးမှဖြစ်ပါတယ် တခုမိမိရောက်နေတဲ့နေရာတော့ဒါကွန်တောင်ကွန်တောင်ပေါ့ကွန်တောင်လို့ခေါ်တော့ကွန်တောင်စီးရီပေါ့အဲဟိုချင်းမင်းမျိုးနဲ့ပြန်နိုင်ငံဟိုချင်းမင်းမျိုးနဲ့ဆိုလို့ရှိရင်၃နာရီလောက်ပဲဝေးတော့တယ်ပေါ့နော်မနက်က၆နာရီလောက်ကားစီးလာပြီးတော့ခဏကြီးဆိုပေမဲ့၈နိုင်လောက်ကြာတယ်ညထရံမြို့ကနေရောကားစီလာကြီးရောကွန်တောင် စီးရီကိုရောက်နေတာပါဒါဥစဉ်အခုတဲတဲ့အကြောင်းကိုရဲ့အမျက်နှာစာကိုရိုက်ပြတာပါဘုံကတောင်တိုင်းကြီးနဲ့ဖျားတွေရှိတယ်ဒါတော့ကာလိုင်းရန်ကောင်းတယ်ပေါ့နော်နိုင်ငံဘုံကပင့်လဲအင်တာနက်ရှင်နယ်ဒါပေါ့ပေါ့စိတ်ကန်းရှိတယ်ပေါ့နော်မတင်မောတွေအခုလောဆယ်စိတ်ကန်းမမကတ်သေးပါနဲ့နေရာများဘူးလားမသိဘူးသူတို့ဘုံကကတ်ထားတွေ့ရတယ်နော်ကြောက်ချတာရှိတယ်အဲ့မှာတွားလာတယ်ကြာညနေမှလမ်းလျှောက်ပါတယ် ါကတော့သူစင်တဲတဲ့ဟူចောင်းရဲ့ဒါမျက်နှာစចောင်းကပြန်ကောင်းလုံးလေးလှပါတေတက်ကြော်ရှင်းနေရပဲကဲဒါတော့ဘုံတောင်းစီးဒီပါလေခင်ဗျာဒါပဲဟိုရရင်ဦးစင်တို့ကမ်းခြေကိုလမ်းဆောင်မယ်သွားမယ်တော့စေမျက်နှာစရိုက်ရတာယာလပခွေးတို့တက်ချင်းရဲ့နဘိတ်ပုံနေရတော့တတိုင်းကံလုံး လမ်းကျိုလမ်းကြားအစားပိုတော့သွားတဲ့လမ်းနေရာအစားကတ်တဲ့လမ်းနေဖြူးနေရမနေ့ကတထကားကြီးစီးလာတထကားကြီးစီးလာအိုးတလမ်းလုံးကြည်လာကတ်တဲ့လမ်းနေရဖြူးနေရဂျာထားတော့လည်းမြို့လေးဖြစ်လာအဲ့မြို့လေးတွေကနေ့တွေဖန်ဆင်းထားတဲ့မြို့တွေအောင်ပေးရတယ်ဗောနော်ဒါဗီယန်နိုင်ငံရဲ့ထောင်ကိုရ85ခုနှစ်ကဒါစစ်ပွဲကြီးပြီးွားပြီးရောနှစ်ပေါင်း90ကြာတဲ့အချိန်မှာ မျိုးတုတ်တက်မှုတွေကဘယ်လောက်ထိအမခန်းဖြစ်လာလဲဆိုတော့ဒါတိနိုင်ငံတာယာတည်ငြိမ်ခြင်းရဲ့စီလုံးညညွတ်ခြင်းရဲ့ဒါနမိတ်ပုံတွေပဲလို့ဒါမြင်နေပေါ့နော်ဒါကတော့အခုမှအဲသူတို့ကဒီမှာအေးတောက်မယ်ပယ်ထိုင်လေးတွေ ਨੇ ဒါကတော့ကြောင်းရောက်မယ်ပေါ့ဗောနော်ကြည့်ရမှာဟိုလှမကျော်ရှင်းတာယာတော့ရိုက်ပြလာပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှဗျာကျမ်းမှာချမ်းသာပါလေခုနိုင်ငံကြီးတွေဒီလိုဖြစ်စေခြင်းပါတယ် တောင်ပေါ်ရှူခင်းပင်လယ်ရှူခင်းကြားတာနှမျိုးပေးဆွနိုင်တဲ့နေရာပါခင်ဗျာ